ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခဗျာကျွန်တော်ဒီနေ့ကတော့ဗောနော်ကျွန်တော်ဒီ Facebook page မှာဗောနော်ဒီ star လေးပွင့်သွားတဲ့ဟာလေးကိုနော်လူများလာမေးကြရအောင်နော်ဘယ်လိုလုပ်ရလဲဆိုတာလေးကိုဗောတစ်ခေါက်မှာဗောနော်ဒီမှာ star လေးပွင့်သွားပြီဗောနော်အဲ့ဒါလေးကိုဘယ်လိုလုပ်ရလဲဆိုတော့လာမေးထားကြရအောင်လို့ဗောနော်ကျွန်တော်ဒီကနေရောတိတိလောက်လေးပြပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာနော် ခုကျွန်တော်ရဲ့အကောင့်မှာဆိုရင်ဒီ star တွေကပွင့်နေပေါ့နော်ကျွန်တော်ရဲ့ comment တွေမှာဝင်ရွှေ့နေမှာဆိုရင် star ပေးလို့ရရပေါ့နော်ဒါပေမဲ့ကျွန်တော်တို့က star ပေးရဆိုတာကကျွန်တော်တို့ရဲ့ပတ်စံနဲ့ကျွန်တော်တို့ star ဝယ်ပေးရတာပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ကဒါကြီးကမျှော်လင့်လို့မရဘူးသို့တော့ကျွန်တော်ရဲ့အကောင့်မှာ star ပွင့်သွားတဲ့ကြောင့်မို့ကျွန်တော်တို့ကဒေါ်လာလေးတွေတော့စပြီးတော့မှအဖြစ်ပြောင်းသွားပြီပေါ့နော်အဲ့လေးတော့ရှိရပါပေါ့နော်ပါကျွန်တော်မှဆိုငွေချင်းပေးထားတဲ့ကြောင့်ဒေါ်လာလေးရနေပြီပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ကျွန်တော်တို့ရဲ့အဓိကကျွန်တော်တက်ခဲ့ကြတော့ကျွန်တော်ဒီ star ပွင့်မှုအတွက်မဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ကဒီ coordinate monitoring ကိုတွားချင်တာပေါ့နော် coordinate monitoring ကဘာလဲဆိုရင်ကျွန်တော်တို့က ျွန်တော်တို့ရဲ့ Facebook ကောက်ကနေပြပြရနေပေါ့နော်ကျွန်တော်တို့ရဲ့ခုနတည်းဖန်တီးတာဗီဒီယိုပဲဖြစ်ဖြစ်ဝီရယ်ပဲဖြစ်ဖြစ်ကျွန်တော်ပိုတိုပဲဖြစ်စာလည်းဖြစ်ဖြစ်ဒီအရတို့ကျွန်တော်တို့ပတ်စံအဖြစ်ပြောင်းလဲပြတာပေါ့နော်အဲ့ဒါကိုကျွန်တော် content monetization လို့ကျွန်တော်ခေါ်တာပေါ့နော်အဲ့ဒါကိုရဖို့အတွက်ကျွန်တော် try ရဖြစ်ပါလေသို့တော့ကျွန်တော်တို့ဒီ start point ဆိုတဲ့အကြောင်းကိုကျွန်တော်တို့ရဒီလုပ်နေတဲ့ဟာကိုကျွန်တော်တို့ကဘယ်လိုပြောမလဲ Facebook တင်းကကျွန်တော်တို့အတိမတ်ပြုတ်သွားရဆိုတဲ့ဟာလေးတခုတော့ကျွန်တော်တို့ရတာပေါ့ဗျာနော်ဟုတ်ကဲ့ပါဒါဆိုကျွန်တော်တို့ start point ရမလို့လောက်ရမလို့ဆိုတာလေကျွန်တော်တို့တိတိကျကျပြောကြမှာဖြစ်ပါရဲ့ခင်ဗျာအားလုံးပဲ like ကြီးကြပါခင်ဗျာ ဟုတ်ကဲ့ပါကျွန်တော်တို့ဒီစတားလေးပွင့်ဖို့အတွက်ဆိုပြီးမှတော့ကျွန်တော်တို့ဒီမှာဘယ်လိုရမှာဆိုတာလေးကြည့်ကြပါနော်တခြားလေးပေါ့နော်ကျွန်တော်တို့ဒီမှာတော်ရရဲ့အကောက်ထဲကျွန်တော်ပြည့်တယ်ဝင်လိုက်ပါနော်ပြည့်တယ်ဝင်လိုက်ပါဒီမှာကျွန်တော်ပုံစံမှရှိရကျွန်တော်တို့ professional development develop ဆိုပါလေးကိုနှိပ်ပေးပါခင်ဗျာနော်ဒီစားလေးဝင်ပါခင်ဗျာနော်ဒီစားလေးချက်နှိပ်ပေးပါ monetization ပေါ့နော် monetization ကိုနှိပ်ရမှာဖြစ်ပါခင်ဗျာနော်ဒီကြောနှိပ်ပြီးဝင်လိုက်ပါခင်ဗျာ โอเคကျွန်တော်ဒီနေရာမှာတွေ့တာမသိဘူးများစားတွေရှိမယ်ကျွန်တော်ဒီမှာ idiot idiot တွေရှိမယ် bonus ရှိမယ်ဘောတော့တခြား high ဘောတော့တကယ်တော့ကျွန်တော်ကဒီ ayar ပတ်သက်မပြီးတော့ပါခင်ဗျာเนาะကျွန်တော်ပြီးမှာကျွန်တော် content monetization ပွင့်ပွင့်မပွင့်ကျွန်တော်စတာပွင့်ပေါ့เนาะအဲ့ကျွန်တော်ခုလုတ်ပြတ်မှာကျွန်တော်စတာပွင့်အောင်မလုတ်ပြတ်ဆိုပြောပါမယ်ခင်ဗျာအဲ့ပါကျွန်တော်ဒီနေရာမှာဆိုကျွန်တော်ဒီမှာ star ဆိုတဲ့နေရာလေးကိုနှိမ့်လိုက်ပါခင်ဗျာเนาะဆက်လို့နှိမ့်လိုက်ပါ okay ကျွန်တော်ဒီမှာပြပြီပေါ့เนาะဒီမှာသူတို့ကသူလောကမဲ့ဟာလေးသူပြပြီးပါဖြစ်ပါခင်ဗျာเนาะကျွန်တော်ဒီမှာပါခင်ဗျာ ဒီ၄ခုပေါ့နော်ဒီ၄ခုလောက်ပြရမှာဖြစ်ပါခင်ဗျာနော်အဲ့ဒီကဘာလဲဆိုကျွန်တော်တို့ရဲ့နိုင်ငံကတဲ့ဒီမှာဒုတိယဟာဆိုကျွန်တော် country ရပေါ့နော်ကျွန်တော်ကဒီ Facebook ကအတိအမှတ်ပြုတဲ့ country ဖြစ်ရမှာပေါ့နော်ဥပမာပြောချင်တာဗျာကျွန်တော်ညီမနိုင်ငံဆိုလုံးဝမရပါဘူးခင်ဗျာနော်ညီမညီမနိုင်ငံထိုင်တိုင်းလုံးဝမရပါဘူးအပေါ်ကတော့ကျွန်တော်တို့ရဲ့ဒီပုံတွေဘာတွေရပေါ့နော်အပေါ်ဆုံးဟာကြတော့ကျွန်တော်တို့ကကျွန်တော်တို့ကကိုယ်ပိုင်ပုံတွေဖြစ်ရမှာပေါ့နော်ဒီလိုလားကိုယ်ပိုင်ဟာတွေဖန်တီးကြတာဖြစ်ရမှာနံပါတ်1ကရတော့ဒါကျွန်တော်တို့ကနိုင်ငံပေါ့နော်နံပါတ်3ကကျတော့ကျွန်တော်တို့ဘာလဲဆိုရင်သူက follower အနည်းဆုံး900ထက်ရှိရမယ်ပေါ့နော် follower ကို follow လောက်ထားတဲ့လူက900ထက်ရှိရမယ်ကျွန်တော်မပြည့်သေးလို့ကြောက်လို့နော်ကျွန်တော်အောက်ဆုံးမှာကျတော့ကျွန်တော်ဗာလဲဆိုရင် तू ကကျွန်တော်တို့ရဲ့ Facebook account မှာတဲ့ရက်30တွင်ပေါ့နော် follow ပေးရလို့အဲ့ရောက်900ရှိရမယ်ပေါ့နော်ရောက်900ထက်ရှိရမယ်ပေါ့အဲ့လိုဆိုသူကရေးထားကြပါလေအဲ့ဒါကျတော့တစ်လအတွင်းပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်ဒီ၄ခုလုပ်ဘူးကဆိုကျွန်တော်တို့က star ပွင့်မှုအတွက်ငွေကြေးတော့များသွားပါခင်ဗျာနော်ဟုတ်ကဲ့ ားလုံးပဲအစီအစဉ်ပဲလို့ပြောလိုက်ပါတယ်ခင်ဗျာ